မင်္ဂလာပါရှင်မန္တလေးခေတ်တိတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံး အာဆီယံအလေကြောင့်ဥက္ကဋ္ဌသုံးနိုင်ငံကမြမရေသုံးမွေးဆိုင်ဆွေးနွေးမယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ကွာလာလမ်ပူမြို့တော်မှာကျင်းပမယ့်58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့တူအာဆီယံအလေကြောင့်ဥက္ကဋ္ဌသုံးနိုင်ငံပါဝင်တဲ့မြမနိုင်ငံဆိုင်ရာသုံးမွေးဆိုင်ဆွေးနွေးပွဲကိုတောက်ကြနေမှာပြုလုပ်မယ်လို့မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟဆန်ကပြောပါရယ်။ယနေ့အောက်တိုဘာ24ရက်နေ့လယ်ပိုင်းမှာကျင်းပမယ့်ဆိုဝါစည်းဝေးမှာမြမနိုင်ငံတွင်နောက်ဆုံးအချိန်တွေတွင်မြမနိုင်ငံ၏အကြက်တဲအတွက်အာဆီယံဖွဲ့ရဲ့ငြိမ်းချမ်းသောအားလုံး ါဝင်သောအပြေရှားရေးချိုးဖောက်မှုတွေကိုဆွေးနွေးမယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေကိုအာဆီယံနိုင်ငံကြီးဝင်ကြီးတွေကိုကျွန်တော်ရှင်းပြပါမယ်လို့ဝင်ကြီးချုပ်အန်ဝါအီဘရာဟမ်နဲ့တူအာဆီယံထိပ်သီးဆွေးနွေးပွဲဆိုင်ရာမီဒီယာရှင်းလင်းပွဲမှာမိုဟာမက်ဟဆန်ကပြောပါတယ်။ယခုနှစ်အာဆီယံအဖွဲ့ရဲ့ဥက္ကဋ္ဌအနေနဲ့မလေးရှားနိုင်ငံဟာဖေဖော်ဝါရီလနဲ့မေလအတွင်းမြန်မာသက်ဆိုင်သူတွေနဲ့နှစ်ကြိမ်ထိတွေ့ဆက်ဆံခဲ့တယ်လို့၎င်းကဆိုပါတယ်။ခြေကောင်းဆောင်မေအောင်လိုင်းနဲ့ဆွေးနွေးမှုတွေထဲမှာအပြစ်ခက်ရဲစဲရေး ဘေးသင့်ပြည်သူတွေထံလူသားချင်းစာနာမှုကူညီပေးရခွင့်ပြုရေးတို့ပါဝင်ခဲ့တယ်လို့သူကဆက်ပြောပါတယ်ဒုတိယကြိမ်တွေ့ဆုံမှုဟာတွန်လိုင်းရေးအင်အားစုတွေနဲ့ပထမဆုံးကြိမ်တိုက်ရိုက်ဆက်တွေ့မှုဖြစ်လို့တမိုင်းမှတ်တိုင်တစ်ခုလို့သူကဆိုပါတယ်မြန်မာစစ်ကောမရှင်ရဲ့ရွေးကောက်ပွဲမှာကိုစလဲလောင်း9000ကျော်နဲ့အဆင့်3ဆင့်ပြုတ်လုပ်သွားမယ်လို့မိုဟာမက်ဟဆန်က ရှင်းပြပါတယ် အာဆီယံအဖွဲ့ဝင်တွေနဲ့မလေးရှားရွေးကောက်ပွဲကော်မရှင်ထံမြန်မာရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့ဖိတ်ကြားထားပေမယ့်အရင်ဆုံးအာဆီယံအဖွဲ့တွင်စုပေါင်းဆုံးဖြတ်ပါမယ်လို့သူကပြောကြားသိရပါတယ်။ နောက်ထပ် တင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘာကောင်ဆောင်များတက်ရောက်မြေအာဆီယံထိပ်သီးအစည်းအဝေးတွင်ပြည်သူဆန္ဒနှင့်ကန့်ညီသောဆုံးဖြတ်ချက်ထွက်ပေါ်ရဲ့ NUG မျှော်လင့်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာကောင်ဆောင်များတက်ရောက်မြေ58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးနယ်ပတ်သက်၍ပြည်သူဆန္ဒနှင့်ကန့်ညီသည့်ဆုံးဖြတ်ချက်မျိုးထွက်ရှိလာရန်အမျိုးသားညီညွတ်ရေးဆိုရာ NUG ကမျှော်လင့်ကြောင်း NUG ဝန်ကြီးချုပ်ယုံထန်ကသိရပါသည်။အဆိုပါထိပ်သီးအစည်းအဝေးကိုလက်ရှိအာဆီယံလက်ချောက်ဥက္ကဋ္ဌဖြစ်သည့်မလေးရှားနိုင်ငံကွာလာလမ်ပူ မျိုးကွန်ဗင်းရှင်းဘဝဌာနတွင်အော်တိုဘာ26ရက်မှ28ရက်ထိကျင်းပရန်ရှိပြီးကမ္ဘာကောင်ဆောင်များတက်ရောက်မည်ဖြစ်ပါれရင်းမတိုင်မီမြန်မာနိုင်ငံဆိုင်ရာအာဆီယံလက်ကျဥက္ကဋ္ဌ၏အထူးတန်တမန်ကဦးစီ၍မြန်မာရေးသက်ဆိုင်သူများအားလုံးပါဝင်သောအစည်းအဝေး SCM ကျင်းပခဲ့ပြီး NUG နှင့်တော်လှန်ရေးအင်အားစုများကအချက်၅ချက်တောင်းဆိုထားကြောင်းသိရပါれ NUG အပါအဝင်ဒီဖွဲ့စည်းတွေကပြည်သူထောက်ခံမှုရလာတဲ့ အဖွဲ့အစည်းပြတ်ပါတယ်ဒီတောင်းဆိုမှုတွေကပြည်သူလူထုရဲ့အတန်ကိုအများကြီးထင်ရှားစေပါတယ်ဟု NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြောပါတယ်ထို့ကြောင့်အာဆီယံ၏လက်ရှိ58ကျင်းမြောက်ထိပ်သီးအစည်းအဝေးမှနေ၍မြမရှင်နဲ့ပတ်သက်သည့်ပြည်သူလူထုဆန္ဒနဲ့မဆန့်ကျင်ဘဲကန့်ညီသောဆုံးဖြတ်ချက်သဘောမျိုးထွက်လာရန်လဲမျှော်လင့်မိကြောင်း၎င်းကဆက်လက်ဆိုပါတယ် NUG နဲ့တော်လှန်ရေးအင်အားစုများတောင်းဆိုသည့်အချက်၅ချက်တွင်အာဏာသိမ်းစစ်ကောင်မရှင်ကစီစဉ်သောရွှေကောက်ပွဲများတွင်အာဆီယံဘုံသဘောတူညီချက်၅ရက်သို့မဟုတ်နိုင်ငံတကာ ာဆန်တို့များကြားတရားဝင်မှုလုံးဝမရှိသဖြင့်အတိမတ်မပြုဘဲညှင်းဆိုရန်ဆိုသည့်အချက်လဲပါဝင်ပါရယ်ရင်းပြင်စစ်ကောမရှိလေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုများဆိုင်ရာရက်သားများပေါ်ကြမ်းဖက်မှုများကာကွယ်ပေးရန်ကိစ္စရပ်များရက်ဆက်ကြမ်းကြုတ်မှုများပေါ်နှုတ်ဆက်နေခြင်းကိုအဆုံးသတ်ရန်စသည့်အချက်များပါဝင်ကြောင်းသိရပါရယ်ထို့ပြင်ဥပဒေမဲ့ဖမ်းဆီးခံတာရသောသမရနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တရင်တော်များတက်ကြွလှူရှားသူများရက်ရွာကောင်းဆောင်များနှင့်နိုင်ငံ၏အကျဉ်းသားများအားလုံးကိုချွင်ချက်မရှိအမြင့်ဆုံးလွတ်ပင်ရန်လဲတော င်းဆိုထားပါတယ်။အာဆီယံနဲ့နိုင်ငံတကာအင်အားစုများသည့်စစ်ကောမရှင်၏အထူးကထွက်ပေါက်ရွေးကောက်ပွဲကိုအတိမတ်ပြုလိမ့်မည်မဟုတ်ဟု SCM အစည်းအဝေးတက်ရောက်ခဲ့တဲ့ပုဂ္ဂိုလ်မျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါတယ်။မလေးရှားနိုင်ငံမှာပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပတဲ့ SCM ကို NUG NUG စီစီ CRPH နဲ့ EOS များပါဝင်ဒေါ်လန်ရင်အင်အားစုများတက်ရောက်ခဲ့ပြီးအာဆီယံကလည်းလက်ရှိဒိတ်သည့်စီဝေးအတွက်စစ်ကောင်ဆောင်ကိုပိတ်ကြားမှုမရှိပေစစ်ကောင်ဆောင်၏အာဏာသိမ်းမှုကြောင့်ရင်းသို့ပိတ်ပင်ထားခြင်းဖြစ်ပြီးမြမချက်တဲကိုဖြည့်ဆင်းရန်ရည်ရွယ်သည့်ဘုံသဘောတူညီချက်၅ချက်အားအာဆီယံ၏ပြင်ခိုင်မာစွာလိုက်နာကြောင်းလည်းမလေးရှားဝန်ကြီးချုပ်ကဆိုထားပါသည်လက်ရှိချိန်နေနဲ့ပတ်သက်၍စီရင်နိုင်ငံ၏အကဲခတ်တို့ကမူယခုထိပ်သည့်စီဝေးတွင်မြမရည်ကြီးညာချက်ပါဝင်နိုင်တော်လေကမ္ဘာကောင်ဆောင်များတွဲဆုံမှုတို့ ကအဖို့ရေးပါနိုင်ဟုပြောပါတယ်။တုံးသက်ပြောကြပါရင်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတပါဝင်တရုတ်ဂျပန်ရုရှားဥရောပအရှေ့လေပိုင်းလက်တင်အမေရိကဩစတြေးလျနယူးဇီလန်နဲ့တောင်အာဖရိကနဲ့ကမ္ဘာတဝန်းမှာထိပ်တန်းကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးလောင်ရှုံလန်းတွင်ရှင်များဖြတ်တန်းခွင့်ပြုပြီးဖြစ်တော်လဲကုန်တင်ရင်များကိုမူသွားလာခွင့်ဆက်လက်ပိတ်ပင်ခီးတယ်များကိုပြင်းလွင်အထွက်တွင်ဓာတ်ပုံမတန်ရပ်ယူနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL သိမ်းပိုက်ထားတဲ့ရှမ်းပြည်ရှိကြောင်မဲနဲ့တီဝေါမြို့များစစ်ကောင်ရှင်ကပြန်လည်ရှာယူပြီးနောက်မန္တလေးလားရှိုးလမ်းမကြီးပေါ်ဖြတ်တန်းသွားလာနိုင်ပြီဖြစ်တော်လေကုန်တင်ရင်များကိုမူဖြတ်တန်းခွင့်မပြုသေးကြောင်းသိရပါရယ်မန္တလေးလားရှိုးကိုဖြတ်တန်းသွားရန်အတွက်မန္တလေးမှပြည်ဦးနေမြို့ထွဲ H-ray အဟောင်းစစ်စေးကိမ်းမှခီးတယ်ရင်မောင်းနဲ့ခီးတယ်များကို စစ်ကောင်ရှင်တပ်ကဓာတ်ပုံရိုက်မှတ်တမ်းယူထားကြောင်းအဆိုပါလမ်းကြောင်းတွင်ပြေးဆွဲနေသူရင်မောင်းများထံကသိရပါရယ်မန္တလေးလားရှိုအဝေးပြေးလမ်းမကြီးတစ်လျှောက်နောင်ချိုမြို့အကျော်မှာကုတ်တွင်တရာထိခိုက်ထား၍ဘေးလီတရာထိုးထားရကြောင်းသိရပါရယ်လက်ရှိတွင်အဝေးပြေးရင်လမ်းကြောင်းပွင့်နေသောလည်းတရုတ်ကုန်စည်များကိုလုံးဝသိယူခွင့်မပြုဘဲကုန်ပစ္စည်းအသိမွားများကိုသာသိယူခွင့်ရှိပြီးမျက်စစ်ပစ္စည်းများကိုလည်းလုံးဝသိယူပို့ဆောင်ခွင့်မရှိကြောင်းသိရပါရယ်လူစည်းကားလေးတွေရတဲ့ကုန်ကားမပေးဘူးတရုတ်ကုန်ကိုဘာမှမပေးဘူး ဂိတ်တန်စာနည်းနည်းရတယ်စက်ချောင်းမိုင်ဂိတ်မှာရစ်တဲ့ဝက်ဝန်ကနည်းနည်းရတယ် H3 အဟောင်းနေရာမှာပြောတယ်တရုတ်ကုန်တယ်မလားနဲ့ electronic ပစ္စည်းတယ်မလားနဲ့ဖနက်တရဲ့အင်ဂျီတထဲဆိုရတယ်ဟုမန္တလေးလောင်းရှုံလန်းကြောင်ပြေးဆွဲနေသူရှင်မောင်တို့ကပြောပါရင်အစောပိုင်းအဝေးပြေးလမ်းမကြီးတစ်ချောင်းတီဘောမျိုးမှစတင်ကပြင်းဥလင်တင်စစ်ကော်မရှင်တက်ကိတ်များရဲကိတ်များအများပြားချထားသလိုစစ်ဆေးမှုများလည်းတင်းကျပ်ထားကြောင်းမန္တလေးလောင်းရှုံခီးတဲ့ရှင်မောင်တို့ထံကသိရပါရယ် အခုလမ်းပွင့်သွားပြီမဲ့ခီးစိတ်မကြေလို့ဝေဖန်နေတာရှိတယ်။အရင်ကပတ်ပြီးသွားရတာအခုလမ်းပြောင်းပြီမဲ့ခီးတဲ့ရေတွက်နဲ့လိုက်ပြီးတော့တယောက်တစ်တောင်းဂိတ်ကြီးပေးရတယ်။အဲ့ဒီတော့စီဘိုးတိတ်မကုံပြီမဲ့ဂိတ်ကြီးကုံနာရှိတယ်ဟုအဆိုပါရှင်မောင်ကပြောပါရယ်။မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်ကြားရှိ DNL အပါအဝင်ပြည်သူ့ကာကွယ်တပ်မတော် PDF ဖွဲ့များတင်ပိုက်ထားတဲ့နောင်ချိုကြောင့်မင်းနေတီဘောမျိုးတို့ကိုစစ်ကော်မရှင်ကပြန်လည်ရရှိပြီးနောက်အဝေးပြေးလမ်းကိုထိန်းချုပ်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါရယ်။စစ်ကော်မရှင်သည်အောက်တိုဘာ18ရက်မှာတီဘောမျိုးကို ပြန်လည်ရရှိခဲ့ပြီးအောက်တိုဘာ၁ရက်မှာကြောင်မဲမျိုးနဲ့ဇူလိုင်ဇွန်လလတော့မှနောင်ချိုတို့ကိုပြန်လည်တည်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းတင်ယခုနှစ်စက်တင်ဘာကတရုတ်နိုင်ငံသို့သွားရောက်ပြီးနှစ်နိုင်ငံကုန်သွယ်ရေးနှင့်နေဆက်ကိတ်များပြန်လည်ဖွင့်လှစ်ရန်တောင်းဆိုခဲ့ကြောင်းသိရှိရပါတယ် ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှုပောင်းဝင်ပတ်သက်မှုနဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ဇော်နိုင်ဦးကိုယာရုမဖေရှားဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ပောင်းဝင်ပတ်သက်မှုဖြင့်ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်နိုင်စောဦးကိုယာရုမဖေရှားဖမ်းဆီးလိုက်ကြောင်းစစ်ဘက်သတင်းရှင်းပြနေတဲ့စီလီယံဗိုလ်ကြီးစင်ယောကပြောဆိုပါရယ်။တရားမဝင်ကုန်သွယ်မှုများကိုဖမ်းဆီးရမှာစတင်၍ဟိုပုံဤပညာကျောင်းကြီးပုံမှုချုပ်တန် ်းထင်စုံနဲ့တိုင်းမူဘုချုပ်နိုင်စုံတို့ကြားပြဿနာတက်ကြကြောင်းတိုင်းမူထံသို့လက်ပေးလက်ယူထားတဲ့ကုန်ကားတချို့နဲ့တေကားတချို့ကိုဟူပုံးနည်းပညာကြောင်းကြီးဘုမှုချုပ်တန်းထင်စုံနဲ့တက်နေမှုများကဖန်စီခဲ့ရာပြဿနာဖြစ်ပွားခဲ့ကြောင်းရင်းကိစ္စအတွက်ဘုမှုချုပ်တန်းထင်စုံကနေပြည်တော်သို့တိုင်ကြားရာမှာယခုကဲ့သို့အရှိပိုင်းတိုင်းမူဘုချုပ်နိုင်စုံကိုဖေရှားဖန်စီခဲ့သည့်ထိဖြစ်ပေါ်လာကြောင်းသိရပါတယ်။စီဒီအန်ဘုကြီးစင်ရောကအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဖန်စီခံရမှုမှာအတိပြုထားနိုင်ပြီးဟူပုံးစစ်နည်းပညာ ြောင်းဂျေဘုံမှုချုပ်တန့်ထင်ဆိုတော့ကြောင်းပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါရယ်။ရပါခအရှိပိုင်းတိုင်းတိုင်းမူဘုံချုပ်နိုင်စောဦးသူကဒေသ25ကဘုံမှုချုပ်တန့်ထင်ဆိုနဲ့ညှိတယ်လို့ပဲအကြံဖြင့်သိရပါရယ်။ဟိုပုံဤပညာကြောင်းဂျီနဲ့ညှိတာဟုစီရီယံဘုံကြီးဇင်ရောကပြောပါရယ်။ဘုံမှုချုပ်နိုင်စောဦးသည်ရခိုင်ကဘာထူတက်မြို့ကြီးတိုက်ခိုက်ရေးတနန်းကြောင်းဤကြောင်းဂျီဖြစ်ပြီး2020ခုနှစ်ဩဂုတ်လအတွင်းမှာအရှိပိုင်းတိုင်းစစ်ဌာနချုပ်ဤတိုင်းမူဖြင့်ရာရူတုံမြင့်ခံခဲ့ရသူဖြစ်ပါရယ်။ဘုံမှုချုပ်နိုင်စောဦးသည်အရှိ ၄ပိုင်းတိုင်းမှုဖြစ်ပြီး၃လနီးပါးကြာမှာတရားမဝင်ကုန်သွယ်မှုနဲ့တရားမဝင်စီးပွားရေးလုပ်ငန်းများမှာပါဝင်ပတ်သက်မှုဖြင့်ယာရုမဖေရှားဖန်ဆီးခံလိုက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။